PPTV ရဲ့သတင်းလာချင်းလာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမကတော့သတင်းလာချင်းလာကဏ္ဍကိုပတ်စင်တင်ဆက်ပေးနေသူချူပါ။ဒီအစီအစဉ်ကနေသတင်းမှားတွေအကြောင်းအရာမှားတွေနဲ့ပြည်သူတွေကိုချင်းထဲ့နေရတွေကိုဖော်ထုတ်တင်ဆက်ပေးနေရပါရှင်။ကျမတို့သတင်းလာချင်းလာဖွဲ့သားတွေကလည်းအကြောင်းအရာတွေကိုစစ်စစ်ရှာဖွေနေသလိုပဲပြည်သူတွေကလည်းသတင်းအမှန်လားချင်းလားသိချင်တော့ comment တွေမှာဝင်ရောက်ရှင်းတာမေးမြန်းထားလို့ရပါတယ်။ဒီဘက်အတွက်တင်ဆက်ပေးမှာတွေကတော့ KKK Park တဲကကြားဖြန့်တွေကို KNU ကအကအကွယ်ပေးထားတယ်ဆိုရခြင်းချင်းပြည်နယ်မှာရှိတဲ့စာတင်ကျောင်းတွေမှာဘန်ကာတွေဆောက်လုပ်ထားတာကြောင့်လေးကျောင်းကနေဖုံးကျဲတိုက်ခိုက်တာဆိုတဲ့သတင်းမှနဲ့စလင်းကြီးမြို့နယ်မှာစစ်အုပ်စုရဲ့လေးကျောင်းတိုက်ခိုက်မှုကြောင့် PDF တွေတေဆုံးခဲ့တယ်ဆိုတဲ့ခြင်းကြောင်းရာတွေပါပဲအကျန်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကြောင့်မြန်မာနိုင်ငံကဒေသတွင်းနိုင်ငံတွေအလဲမာရောကမ္ဘာအလဲမာပါမျက်နှာငယ်ရတဲ့အဖြစ်ကိုရှောင်နေတာပါ အဲ့လိုမျက်နှာငယ်ရရဲ့ဖြစ်စဉ်တွေထဲမှာကြားဖြန့်လို့ခေါ်တဲ့ငွေလိမ်ကိုင်းတွေကလည်းအကြောင်းရင်းတစ်ခုပါပဲရှင်။မင်းအောင်လိုက်လက်ထက်မှာပေါ်လာတဲ့ကြားဖြန့်လုပ်ငန်းတွေကတရုတ်မြန်မာထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာမှုလို့ပေါက်နေရပါ။တရုတ်နိုင်ငံကကြားဖြန့်နှိမ်နင်းအတွက်လှုပ်ဆောင်ခဲ့ပေမဲ့လည်းအမြင့်ပြတ်မသွားသေးပါဘူးရှင်။တာချီလိတ်မြို့ပေါ်မှာတော့ကြံနေပါသေးရဲ့။ထိုင်းမြန်မာနယ်စပ်မှာကတော့ပြောမနေပါနဲ့တော့။တကယ်ကိုအကြီးစားလှုပ်ဆောင်နေရပါ။ ဒီလိုလုံးနေနိုင်တာကစိတ်အုပ်စုနဲ့အကျိုးတူစေဝါးရေးဖြစ်နေရတာလေအစိပိုင်းတစ်ခုဖြစ်ပါဝင်နေပါတယ်။အခုတော့အာဆီယံအစည်းအဝေးတက်ချင်တဲ့မင်းအောင်လိုက်တယောက်ကထိုင်းမြန်မာနယ်စပ်ကနမဲကျော်ကြားဖြတ်လုပ်ငန်းတစ်ခုဖြစ်တဲ့ KK Park ကိုအဖမ်းပြနေပါလေရဲ့။ဒါကတော့လုံးဆက်တစ်ခုဆိုတာပြည်သူတွေကနားလည်ပြီးသားဖြစ်မှာပါ။အာဆီယံကလည်းမင်းအောင်လိုင်းကိုအလားမခံဘူးလို့ခက်ပြက်ပြက်စကားဆိုထားပါဗျ။စီးအုပ်စုလော်ဘီတွေကတော့ကြားဖြတ်လုပ်ငန်းတွေကိုဝန်ဖန်းစီတဲ့နေရာမှာ KNU ကအကာအကွယ်ပေးနေတဲ့အောင်နဲ့ဂျင်းထက်ဖြန့်ချိနေပါတယ်။ဆေးဥစုလော်ဘီကြောစာ Telegram Channel က KK ဖကိုဆေးဥစုဘက်ကဝင်ရောက်ဖမ်းဆီးချိန်မှာ KNU ဘက်ကအကာအကွယ်ပေးထားတဲ့အောင်နဲ့ဂျင်းထက်ဖြန့်ချိနေရပါပဲ။အဲ့ဒီ post ရဲ့ပြည့်နှက်မှုက like 920ကျော် view 2000ကျော် share 20နဲ့ comment 968ခုရှိရာတွေ့ရပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးချိုးရက်ဖက်ချက်ဖွဲကစစ်စစ်ကြည့်ရဲ့အခါမှာလဲလွဲမှားနေပြန်ပါလေရှင်။ လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့တရင်ဌာနတွေမှာက KK ဖောက်ကိုစေယောစုဘက်ကဝင်ရောက်ဖမ်းဆီးမယ်ဆိုတဲ့တရင်တွေထွက်ပေါ်နေရကြောင်းရွှေကုတ်ကိုမြောက်ဝတီနဲ့ထိုင်းဘက်အချမ်းတွေကိုထွက်ပြေးတင်းရှောင်နေကြတယ်လို့ရှင်းသားဖော်ပြခဲ့တာပါတစ္ဆက်ထဲမှာပဲအခုလိုဝင်ရောက်ဖမ်းတာကလည်းအာဆီယံအစည်းအဝေးနဲ့အချိန်ကိုက်ပြီးတမင်လုံးပြနေရလို့လည်းဖော်ပြခဲ့ကြပါတယ်အဲ့ဒါကြောင့်ဆေးရုပ်စုလော်ဘီကြော်စွာ channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်ဖလေဖြားမှိုင်းတော့တိဆက်ချက်ဖြစ်နေတာတွေ့ရပါတယ်ရှင် ဆေးရုပ်စုကတော့အတူရောင်ရွှေကောက်ပဲနီးလာလေလေအကျန်းဖက်မှုတွေပိုများလာလေလေပါပဲနိုင်ငံတော်အမှာဒေချောင်းတိုက်ခိုက်မှုတွေ drone နဲ့ဘုံးကျဲတိုက်ခိုက်မှုတွေစစ်ကြောင်းထိုးပြီးမီးရှို့ဖျက်ဆီးတပ်ဖြတ်မှုတွေကိုလှုပ်ဆောင်နေရပါတမ်မက်ကြီးဦးကျော်မိုးထွန်းကတော့ကုလအစည်းအဝေးမှာဆေးရုပ်စုကအပျော်စီးပါရာမိုတာတွေကိုတောင်စစ်ပတ်သုံးဖြစ်နဲ့ပြောင်းလဲပြီးတော့ဘုံးကျဲတပ်ဖြတ်တာတွေလှုပ်ဆောင်နေရလို့ပြောကြားခဲ့ပါတယ် စေအုပ်စုရဲ့ပြည်သူတွေပေါ်တက်ဖြတ်နေတဲ့စစ်ရာဇဝတ်မှုတွေကိုလော်ဘီတွေကဖုံးကွယ်ပေးထားပြန်ပါတယ်။အခုလဲစေအုပ်စုလော်ဘီကကဟန် Telegram Channel ကချင်းပြည်နယ်မှာရှိတဲ့စာတင်ကြောင်းတွေကဘန်ကာတွေဆောက်လုပ်ထားတာကြောင့်လေကြောင်းကနေဘုံကျဲတိုက်ခိုက်ရတာဖြစ်တယ်လို့ချင်းထည့်နေပြန်ပါတယ်။အဲ့ဒီပိုဆက်ပြတ်နေမှုကလိုက်50ခု၊ဂျူ2800ကျော်နဲ့ရှယ်16ခုရှိရတွေ့ရပါတယ်။ ဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးချိုရဲ့ fact check ဘွဲကစစ်စစ်ကြည့်တဲ့အခါမှာလဲလွဲမှားနေအောင်တွေ့ရှိခဲ့ရပါတယ်။လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာကစေအုပ်စုကချင်းပြည်နယ်အတွင်းကစာတင်ကြောင်းတွေကိုပိတ်မှတ်ထားပြီးတော့ဘုံကျိတိုက်ခိုက်နေတယ်လို့ဖော်ပြခဲ့ကြတာပါ။စေအုပ်စုကစည်ရည်ပြင့်မဲ့မဟုတ်တဲ့စာတင်ကြောင်းတွေစေကန်းတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ပြင့်မဲ့ထားတိုက်ခိုက်နေတာဖြစ်ပြီးတော့အဲ့ဒါကိုနော်ဘီတွေကဖုံးကွယ်ပေးပြီးတော့တော်လိုင်းတက်တွေကပဲတိုက်ခိုက်နေတဲ့အောင်နဲ့ချင်းထက်ဖြန့်ချင်နေရပါပဲ။ ကကဟန် channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လည်းအစအဆုံးလုံးကျန်ဖတ်ပြီးတိဆက်ချက်ဖြစ်နေတာတွေ့ရပါတယ်ရှင်။ Sales Lobby True Media Telegram channel ကတော့တတိမတစ်ခုတင်ပြီးတော့ပြည်သူတွေကိုချင်းထည့်နေပြန်ပါပြီ။အဲ့ဒါတော့စကိုင်းတိုင်းဆလင်းကြီးမြို့နယ်မှာစေအုပ်စုရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့် PDF တွေတိတ်ဆုံးခဲ့တယ်ဆိုပြီးရေးသားဖြန့်ချိနေရပါ။အဲ့ဒီပိုဆက်ပြန့်နှံ့မှုက light 135 ။ကောင်းမဲ့6ခုနဲ့ view ကတော့3500ကျော်ရှိရာတွေ့ရပါတယ်။အကြောင်းရောက်စစ်စစ်ကြည့်ရတဲ့အခါမှာလည်းလွဲမနေအောင်တွေ့ရပါတယ်ရှင်။လွတ်လပ်ပြီးအောင်ကြည့်စိတ်ချရတဲ့တင်းဌာနတွေမှာကစလင်းကြီးမြို့နယ်မှာစေအိုစုကစစ်ကြောင်းထိုးနေတဲ့အပြင်လေကြောင်းတိုက်ခိုက်မှုတွေပါပြုလုပ်နေရကြောင်းပြည်သူတွေတိတ်ဆုံးတန်ရာရပြီးထွက်ပြေးတင်းရှောင်နေရတယ်ဆိုပြီးဖော်ပြခဲ့တာပါ။စေယုစုကြောင့်ပြည်သူတွေတေဆုံးနေရတာကိုဖုံးကွယ်ချင်တာနဲ့ပြည်ပြည့်တွေမဲ့တေဆုံးတရားနဲ့ချင်းထက်ဖြန့်ချိနေရပါပဲ။ True Media Channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လှည့်ဖြားမှန်းသောတင်ဆက်ချက်ဖြစ်နေရတွေ့ရပါတယ်ရှင်။ဒီတစ်ပတ်အတွက်သတင်းလာချင်းလာအစီအစဉ်ကိုတော့ဒီမှာပဲရှင်းနာခွင့်ပြုပါရှင်။နောက်တစ်ပတ်မှာလည်းသတင်းမှားတွေချင်းတွေကိုဘယ်လိုမျိုးရှာဖွေစစ်ဖော်ထုတ်ပေးမလဲဆိုတာစောင့်ကြည့်ကြပါဦးနော်။ပရိသတ်တွေအနေနဲ့စစ်စစ်ချင်းတဲ့အကြောင်းအရာတွေရှိလေ message box ကနေတက်ဆက်သွင်းနိုင်ပါတယ်။ အဲ့လိုပေးပို့လာတွေကိုကျမတို့ဖွဲ့သားတွေကရှာဖွေစစ်စစ်ပေးသွားမှာလည်းဖြစ်ပါတယ်မိဘပြည်သူများအလုံးဘေးရန်ကင်းကွာပြီးကိုယ်စိတ်အေးချမ်းကတည်င်းမှအန္တရာယ်တွေကနေကင်းလို့ကြပါစေလို့ဆုမောကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။